အလုံးမင်္ဂလာပါဗျာကျွန်တော်ပို့တိုက်ပဲဖြစ်ပါတယ်ဗျာကျွန်တော်ဒီနေ့မှာတော့ဆယ်လပိုင်းအတွက်ပေါ့နော်အော်တိုဘာလာမှာတနင်္ဂနွေသားများတွေကံကြမ္မာအကျိုးကြောင်းစုကောင်းလေးတွေမြောက်ပြီးမှဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေဒီဆယ်လပိုင်းမှာကျွန်တော်တို့ရဲ့အထူးကံကောင်းတယ်အဲ့တော့ကောင်းတဲ့လေးအများကြီးရှိလို့ညံ့တယ်လေးနိုင်ငံရှိနေပြန်ပါတယ်ဒါကြောင့်မိတ်ဆွေများတနင်္ဂနွေသားသမီးတွေဒီဗီဒီယိုကိုအစအဆုံးကြည့်ပြီးဖို့ကျွန်တော်မြစ်တာရက်ခံပါတယ် အာပြလို့ရှင်မိစမြဗဲမြို့နယ်ဗဲနရနယ်ကြည်နယ်ဆိုတာလဲကျွန်တော်ခွန်မန်လေးမှာရေပိပအောင်မြကျွန်တော်နဲ့ရင်းနှီးမှုလေးရအောင်လို့ပေါ့နော်အဲ့တော့ကျွန်တော်တို့တနင်္ဂနွေသားသမီးတွေပေါ့နော်အခုဆယ်လပိုင်းမှာအခုဆယ်လပိုင်းမှာကျွန်တော်တို့အကောင်းအထည်အများကြီးရှိတယ်အဲ့တော့ညံ့တဲ့အများကြီးရှိနေပါပါတယ်ကျွန်တော်တေချာလေးပြပြပေးမယ်ပြီးနောက်ဆုံးမှလည်းအထူးရည်ရည်လေးကျွန်တော်အာမိစမြအတွက်ကျွန်တော်ဆင်ပြောင်းလုပ်ပေးထားတယ်ဒါကြောင့်မို့ကျွန်တော်ပြောတဲ့ရည်ရည်လေးကိုလည်းလုပ်လိုက်မယ်ဆိုလို့ရှင်ဒီတလလုံးမှာကံကောင်းလက်ကောင်းမှုတွေအများကြီးဖြစ်လာမှာတေချာပါတယ်ဗျာ အဲ့တော့ကျွန်တော်တို့ကောင်းတာတွေရှိတော့ညံ့တာတွေရှိတယ်ဆိုတဲ့အထဲမှာကျွန်တော်ကောင်းတာတွေအရင်ပြောပေးမယ်နော်။အဲကျွန်တော်မိတ်ဆွေများကကောင်းတာတွေပဲအများကြီးဖြစ်စေချင်လို့ပေါ့ဗျာနော်။အဲ့တော့အဲ့တော့တင်းတင်းသားသမီးတွေဒီကိုလာဘိုင်းမှာဒီကိုလာ sorry ဒီဆယ်လာဘိုင်းမှာကျွန်တော်တို့ဆယ်လာဘိုင်းမှာအလုံနေရာတွေကောင်းမယ်အလုံကောင်းမယ်နေရာကောင်းမယ်ဝင်ငွေတွေရန်ကောင်းမယ်ပြီးခဲ့လာတဲ့စာကြီးတင်းတင်းသားသမီးတွေဝင်ငွေတွေရန်ကောင်းလာလိမ့်မယ်ဝင်ငွေတွေအများကြီးဝင်လာလိမ့်မယ်အလုံတွေကောင်းမယ်အလုံတစ်တွေလောက်ရမယ်အလုံနေရာဌာနတွေပြောင်းရတာမျိုးတွေဖြစ်မယ် ဲ့တော့ပြည်ပခီးတော့မဲ့မိတ်ဆွေတွေညီငယ်တွေတဲ့နိုင်ငံခီးစဉ်တွေတွားရမယ်အခုလအတွင်းမှာပေါ့နော်အဲ့တော့တစုံတယောက်ရဲ့မိတ်ဆွေဟောင်းရဲ့အကူအညီတွေရမယ်အဲ့တော့ကိုမိတ်ဆွေအစ်စ်တည်းရဲ့အကူအညီတွေလည်းရမယ်တစုံတဲ့အကူအညီတွေရမယ်ဆက်တူအတူတူလှုပ်တာလေးတွဲလှုပ်တာလေးပူးလှုပ်တာလေးပေါင်းလှုပ်တာတွေအတွက်အကျိုးပေးမဲ့ကာလဖြစ်ပါတယ်အဲတခုတော့ရှိတာပေါ့နော်အလုတ်တွေလုံးမယ်ဆိုလို့ရှိရင်တခါတည်းနဲ့ပြည့်ပြတ်တာမျိုးလေးမရှိမဲတဲ့နှခါပြန်လို့ရတာမျိုးလေးတော့ရှိတတ်တယ်ဒါကြောင့်မို့အရင်တည်းကတခါလဲစီးဆက်သေးချာလေးလုတ်ပါပေါ့နော်အဲ့တော့ ယာဒူလာစာတွေတိုးမယ်အဲအလုတ်ကြောင့်မလို့ခီးထွက်တာမျိုးတွေအလုတ်ကြောင့်မလို့ဌာနပြောင်းတာမျိုးတွေကောင်းတဲ့နေရာတွေအဲကောင်းတယ်ပေါ့နော်အဲ့ဒါလေးကကောင်းမယ်အယောင်းဝင်လုတ်တဲ့မိစေများဒီလတွေမှာပို့ပြီးရောင်းရမယ်အယောင်းကောင်းဝယ်ကောင်းတွေဖြစ်မယ်ဒီလတွေမှာပေါ့နော်မိစေတဲ့အပေါင်းတင်တစ်တွေတိုးမယ်ဝင်ဝင်လဲတိုးမယ်အဲမိစေပေါင်းတင်တိုးတာနဲ့များဝင်ဝင်လဲတိုးလာလိမ့်မယ်အဲအခြေအနေပတ်သက်ပြီးတော့စမ်းပွင့်တဲ့ကာလဖြစ်နေပါတယ်အလူငယ်တွေအညီငယ်တွေအတွက်အိမ်တော်ကြတာတွေ ခြေတူရည်စအတိတ်ရတာမျိုးလေးဖြစ်တတ်တယ်ခြေတူရည်စအတိတ်ရမယ်ဆိုလည်းမမြဲတတ်လို့အိမ်တော်ကြီးအိမ်တော်ကြမယ်ဆိုလည်းမကောင်းပါဘူးဒါကြောင့်မလို့ဒီလတွင်မှာလုံးဝအိမ်တော်ကြီးအိမ်တော်နဲ့ပတ်သက်တဲ့ကိစ္စတွေလုံးဝမလုပ်ဖို့ကပြောချင်ပါတယ်အရေးကြီးပါတယ်တန်ရင်းတွေသားပြီးတော့အိမ်တော်နဲ့ပတ်သက်တာတွေခဏလေးညင်နေလိုက်ခဏလေးညင်နေလိုက်ပါအဲ့တော့အိမ်တော်ကြခိုင်းတဲ့ခြေတူရခိုင်းတဲ့တော့ရှိတယ်ဒါမဲ့မမြဲဘူးတော့မမြဲဖြစ်တတ်တယ်ပေါ့နော် ကရဥဒ္ဒနဲ့စကားများတာတွေသူ့မိဘကိုမိဘကိုသူ့မျိုးကိုမျိုးအဆင်မပြေဘူးပြည့်ကျွန်တော်တွေကျွန်တော်ရံဖြစ်တက်ပြက်ပြီးတော့ကိုကြပြကြမျိုးလေးတော့နင်းငယ်ရှိနိုင်တယ်အဲကျွန်တော်တွေလူငယ်တွေအတွက်တော့စံပွင့်နေတဲ့ကာလဖြစ်လို့ကျွန်တော်တွေအာကျွန်တော်တွေကောင်းမလေးကောင်းကောင်းလေးဆိုလို့ရှိရင်အမျိုးသားမျိုးသမီးတွေအဲကျွန်တော်တွေရည်ရည်စအသက်ရတာမျိုးလေးတော့ဖြစ်ဖြစ်တတ်တယ်ပေါ့နော် โอเคအဲအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အိမ်တော်ကျွန်တော်အိမ်တော်ကြခဲ့နေနေရှိတယ်ဒါကြောင့်မအိမ်တော်ကြခဲ့မယ်ဆိုအိမ်တော်ကြတာတိတ်မကောင်းတဲ့အတွက်ကြောင့်မလို့အိမ်တော်ကြီးကိစ္စကိုတော့လုံးဝမစင်စားဖို့ကျွန်တော်ပြောချင်ပါတယ်เนาะဟုတ်ပြီအဲဆိုလို့ရှိရင်ခီးသွားမဲ့မိတ်ဆွေများကြီးကအရန်ကောင်းတဲ့ခီးတွေဖြစ်နေလိမ့်မယ်ကောင်းတော့တဲ့ခီးတွေကကောင်းတယ်ဒါကြောင့်မခီးသွားမဲ့ဆိုလည်းကောင်းတယ်အထူးသဖြင့်အရှိရက်ကိုတွားရင်ပိုလို့တော့ကောင်းနေတယ်အရှိရက်ကိုတွားရင်ပိုကောင်းတယ်ပေါ့เนาะဟိုးအဝေးကြီးက EHD အဝေးကြီးရကျွန်တော်ချစ်သူတွေအဝေးကြီးရမိသားစုတွေအမျိုးတွေတငယ်ချင်းတွေပြန်တွေ့ရမယ်တွေ့လဲကောင်းတယ်ပြန်တွေ့တာနဲ့ကောင်းတယ်အကူညီမှုကူညီမှုတွေရမယ်ထောက်ပံ့မှုတွေရမယ်ပျော်ရွှင်မှုတွေရမယ်အဲစပိမလို့စိတ်ကျွန်တော်စိတ်ထဲမှာရန်ကိုပီတိတွေဖြစ်နေလိမ့်မယ်ပေါ့အဲဒါလေးကကောင်းတဲ့အချက်လေးပဲဖြစ်ပါတယ်အဲတော့ကျွန်တော်အလုပ်အတွက်လည်းကောင်းတယ်ယာတုအတွက်လည်းကောင်းတယ်အဲကျွန်တော်စီးပွားရေးအတွက်လည်းကောင်းတယ်ငွေကြေးအတွက်လည်းကောင်းတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ကစမ်းလဲပွင့်နေတယ်ဆိုတော့လူကြီးလူကင်တွေလည်းပေါ်ပေါ်လိမ့်မယ် အဲထိုးထိုးနည်းတူပဲကျွန်တော်တို့ကကျွန်တော်ဆော့ပြုတ်လို့ပဲအချင်းမှာတော့နည်းနည်းလေးကျွန်တော်တွေစိတ်ရှုပ်စရာလေးတွေအိမ်တော်ဘက်မှာတော့နည်းနည်းလေးတွေအဲပြပြန်တာလေးတွေစကားမြတ်တာလေးတွေနည်းနည်းလေးတော့ကြုံနိုင်တယ်ပေါ့နော်အဲတော့ကောင်းတဲ့ဟိုးအရင်တော့ဒီဘွားမှာမဟုတ်ဒီဘွားရောအတိတ်ဘွားရောကျွန်တော်တို့ပြုတ်ခဲ့မှုတဲ့အရာလေးတွေပြန်ပေါ်လာတတ်တယ်အတန်းကြောင့်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီလအတွင်းမှာလည်းကျွန်တော်တို့တွေအဲကျွန်တော်ပြောမယ့်ကြတဲ့လေးလို့ပို့လို့နော်ကျွန်တော်အတိတ်ဘွားအရာတွေပြန်ပေါ်မှာဆိုကောင်းတဲ့လေးလောက်ခဲ့တယ်လို့မကောင်းတဲ့လေးလောက်ခဲ့မှာပဲ ငါ့မို့ကျွန်တော်တို့ကကောင်းတာလေးလည်းပြန်ပေါ်အောင်မကောင်းတာပြန်ပေါ်မယ်ဆိုလို့ရှိရင်လည်းကြော်သွားအောင်ကျွန်တော်တို့တွေအထူးရည်ရလေးပါလုပ်သင့်တယ်နော်ဟုတ်ပြီဒါဆိုရင်ကောင်းတာလေးတော်တော်များရှိရယ်နော်တော်တော်အဆင်ပြေတယ်ပြောမယ်အဲတနွေ့သားသမီးတွေအခုလောက်တည်းမှာကျွန်တော်တွေနှလုံးသုံးလုံးလေးထီတီချဲလေးလက်ဆောင်လေးအဲ့လိုမျိုးလေးပေါက်တာမျိုးရရမျိုးလေးရှိလိမ့်မယ်အဲ့တော့မင်းနော်ထီတီချဲလေးပေါက်နိုင်ခြင်းတွေရှိတယ်အဲဒီဆဲလာပိုင်းမှာပေါ့နော်ဒါတနွေ့သားသမီးတွေအဲ့တော့နည်းနည်းညံ့တာလေးပြောပြပေးမယ်နည်းနည်းမကောင်းတာလေးကတော့ဒါတို့ကဂရုစိုက်ပြီးရှောင်းမှာပေါ့နော် အဲ့ဒါမင်းတက်ကတော့ကျွန်တော်တို့လောင်းကစားလုံးဝရှောင်ပေးမယ်အဲလောင်းကစားကျွန်တော်တို့လောင်းကစားအပျော်ပါအတော့စားလေးတွေကြောင်းစိတ်ညစ်စရာလေးတွေစိတ်တော့ကရောက်စရာလေးတွေအဲကျွန်တော်တို့အဲစိတ်ငိုကြွရတာမျိုးလေးဖြစ်တတ်တယ်လောင်းကစားလေးဖြက်ဖြက်လန့်နည်းလေးပေါ့နော်လောင်းကစားလေးဖြက်လန့်နည်းတွေရှောင်မယ်အဲ့တော့စီးဝါးရေလုတ်တဲ့ခါမျိုးမှာမိသားစုတွေမှာကအလုတ်ထဲမှာအတိုက်ခိုက်လေးတွေများမယ်ပြိုင်မဲ့ဆိုင်မဲ့သူတွေကိုယ်မနာလို့သူဝန်တိုးလေးတွေများလိမ့်မယ်ကိုယ် ုတ်ချမယ်လူတွေများဟိုပေါ်လာလိမ့်မယ်ကိုမနာလူရက်သူတွေအပြိုင်ဆိုင်တွေအတိုက်ခိုက်တွေပေါ်လာလိမ့်မယ်အထူးသဖြင့်အနီးနားတငယ်ချင်းတွေကူးဆိုင်ပေးမယ်အဲ့တော့လူရင်းလူရင်းကဓာတ်နဲ့ထိုးရင်ပို့ဟိုလူရင်းကနောက်ကျောက်ဓာတ်နဲ့ထိုးရင်ပို့ပြီးခန်းခတ်တယ်ဒါကြောင့်မလို့လူရင်းတွေကိုသတိထားမယ်လူယုံတွေကိုဒီလတွေမှာလုံးဝမထားပါနဲ့ကိုကရင်ဖွင့်ပြီးတော့အာအပေါင်းသိမ်းမလို့ရင်ဖွင့်လိုက်တယ်အဲအဲ့အပေါင်းသိရကိုရင်ဖွင့်လိုက်တဲ့စကားကိုသူများတစ်ဖက်သားကိုပြန်ပြောပြီးကိုကလောင်ရင်တယ်တယောတာလေးအဲ့လိုမျိုးအပုတ်ချတဲ့မျိုးတွေပြန်ဖြစ်နိုင်တယ်ဒါကြောင့်မလို့လူရင်းတွေသတိထားမယ် အဲ့တော့ကိုယ်ကိစ္စတော့မဟုတ်ဘူးသူများကိစ္စချက်သွားပြီးရောသူများကိစ္စချက်သွားပြီးရငွေကုန်ကြီးရမျိုးဖြစ်တတ်တယ်။ရှားသုံးချားမဝင်နဲ့နော်အဲကျွန်တော်မိစေများဒီနေ့သားသမီးတွေခုလောက်တည်းမှာအရင်ဆရာကြီးလှုပ်ချိန်လိုက်မယ်။အဲ့တော့မလှုပ်ပါနဲ့ရှားသုံးချားမဝင်နဲ့အဲ့တော့ဘယ်ရှားမှမဝင်နဲ့မိသားစုကြားသင်ငယ်ချင်းစားအပေါင်းအသင်းကြားလင်မယားကြားတွေဘယ်ရှားမှမဝင်နဲ့အဲဝင်လိုက်တန်နဲ့အဲ့အပူကကိုယ်စီရောက်လာတတ်တယ်နော်ဒါကြောင့်မလို့အော်ကျွန်တော်တို့တွေခုလောက်တည်းမှာ ဲ့တဲ့ပိုင်းလာမယ်ဆိုတော့မှပဲကျွန်တော်နောက်လမှလာပါဘူးလို့တော့ပြောမယ်ဂိမ်းဖြစ်နေပြီเนาะအဲ့တဲ့လာလို့ရှိရင်အဲမကောင်းဖြစ်တဲ့တဲ့အဲပြီးလို့ရှိရင်ကျွန်တော်တို့စီမှာလည်းပုံတော့ချင်းချီတွေပါအဲ့လိုမျိုးချင်းချင်းချောင်းတွေပါတွေမျိုးထွက်သွားတတ်တယ်ချင်းတော့ထွက်သွားတယ်ဆိုတော့ကျွန်တော်အိမ်မှာရှိလူတွေကအာကျွန်တော်တို့အရက်ဝီခီသွားသွားတာမျိုးတို့အဲကျွန်တော်တို့အဝေးသွားတာမျိုးလို့အဲအဲ့လိုမျိုးတွေတော့ကျွန်တော်ဖြစ်တတ်တယ်ဒါကြောင့်မို့ကျွန်တော်အဲ့လိုမျိုးတွေတားဆီးဖို့အတွက်အဲကျွန်တော်တို့အာဘာလေးလုပ်မလဲဆိုတော့ကျွန်တော်တို့ ခိုးတွေငက်တွေကြက်တွေတို့အဲ့ဒါလေးကိုလွတ်ပေးမယ်အစာလေးလေးကျွေးပေးမယ်အဲအထူးသဖြင့်ငက်ဆိုလဲသုံးအောင်လွတ်မယ်ကြက်တွေလည်းလွတ်လို့ရအောင်နော်ငက်တွေကြက်တွေအမကြက်ကြက်လွတ်တယ်ဆိုတော့တော့ဥမာကျွန်တော်ကြက်တွေပါရင်ဥမာတတ်တော့မယ်ဆိုလို့ရှိရင်အဲကြက်ကိုမတတ်ပဲနဲ့ဝဲဝလိုက်တာမျိုးတစ်ခါလုံးဖြစ်ပုံနော် ဝယ်ပြီးတော့သူ့ကိုဘေးမဲ့လွတ်ပလိုက်တာမျိုးတုံးမအိမ်မမွေးထတာမျိုးကြီးလို့လို့ရရပါတယ်ပေါ့နော်အဲ့တော့အိမ်မမွေးမြလို့ရှင်တယ်လွတ်ပလိုက်ပေါ့ဗျာနော်အဲ့လိုမျိုးလေလုံးမဆိုရဲကောင်းတယ်ကြက်မဟုတ်လည်းငက်ပေါ့ငက်မဟုတ်လည်းခိုးပေါ့ဘာဖြစ်ရပါတယ်ပေါ့နော်အဲ့တော့ကိုကိစ္စမဟုတ်ပဲတဲ့သူများကိစ္စကြောက်ဆိတ်လျှော့တက်တယ်ငွေကြုံငွေကုန်ကြီးကြလေများတက်တယ်ဒါကြောင့်မို့သူများကိစ္စတွေသွားမဝင်နဲ့အဲ့တော့အခုလတွင်မှာ မိသားစုလေးနည်းနည်းလေးပြဿနာလေးဖြစ်တတ်တယ်မိသားစုလေးညီကောင်မမလေးလင်မယားလေးအချင်းချင်းအမိအမေနဲ့သားနဲ့အဖိုးနဲ့ဖွားနဲ့စားပြီးဦးလေးနဲ့စားပြီးမောင်နဲ့မိသားစုတဲမှာနည်းနည်းနဲ့မတည့်တာမျိုးတွေစကားများတာမျိုးတွေနေငယ်တော့ဖြစ်နိုင်တယ်ဒါလေးတော့ကိုယ်ဝီဆိုင်ပြီးတော့ရှောင်ပေးပေါ့နော်အဲ့တော့အဲ့တော့ချစ်သူတွေရည်စားတွေလင်မယားတွေအိမ်တော်ဘက်တွေအထင်လွဲမှုလေးတွေဖြစ်တတ်တယ် ဒါကြောင့်မလို့ဒီဒီလောက်တည်းမှာအိမ်ကြောင်နဲ့ပတ်သက်ပြီးနိုင်ငံညှန့်နေတယ်အဲကျွန်တော်စကားများတာမျိုးလေးတော့ခရစ်စောက်စကားများတာမျိုးလေးကျွန်တော်တတ်တာဖြတ်တာလေးတော့ဖြစ်တတ်တယ်အဲ့တော့ဒါလေးတော့ကိုယ့်ဘက်ကလည်းနည်းနည်းလေးသတိထားပြီးရှောင်ကြဉ်ဖို့ပြန်เนาะပြီးလို့ရှိရင်ကျွန်တော်တွေအစားအစာနဲ့ပတ်သက်ပြီးသတိထားမယ်เนาะအစားအစာနဲ့ပတ်သက်ပြီးအစားမားတာတို့ ဖြစ်တတ်ပြီးတော့ကျွန်တော်တို့ကျမ်းမာရေးတွေဥမာဘိုင်းအောက်ဘိုင်းနာခေါင်းမှုခေါင်းကိုက်စားပြီးကျွန်တော်တို့လက်လက်လက်တွေပါရအကြောနဲ့ပတ်သက်တဲ့ယောဂဝင်နာလေးတွေကလီဇာတွေပါစားမိလို့အကြောချင်းနဲ့ကိုက်တာမျိုးလေးအတက်စားတဲ့စားမိလို့အဲ့လိုမျိုးဖြစ်တာမျိုးလေးတော့အစားအစာနဲ့ပတ်သက်ပြီးတော့အစာတောင်းကျဉ်းနေလို့မရဘူးနော်လူကြီးပိုင်းတွေအဓိကပေါ့နော်အဲ့တော့ကျွန်တော်ရအစာတောင်းကြလို့တော့မရဘူးလူငယ်ရောလူကြီးရောကျန်းမာရေးလေးနေငယ်လေးတော့အဲပြောကျန်တဲ့လေးညံ့နေပုံတော့ဒါပေမဲ့ဆိုးရွားကြီးဖြစ်တော့ဆိုးရွားကြီးတော့မဖြစ်ပါဘူးဆိုးရွားကြီးလည်းမရှိပါဘူးပုံတော့ တော့ပညာရေးနဲ့ပတ်သက်ပြီးတော့လေပညာရေးလည်းနည်းနည်းညံ့နေပါတယ်ဒါကြောင့်မလို့ပညာရေးလည်းညံ့နေတယ်အဲ့တော့ပညာရေးသင်မဲ့ကိစ္စတွေအဲ့တော့ကျွန်တော်တို့အင်တာဗျူးဖြေမဲ့ကိစ္စတွေအာကျွန်တော်တို့စာမွေးကိစ္စတွေနည်းနည်းလေးညံ့နေတတ်တယ်တင်းနေတဲ့သားသမီးတွေပေါ့နော်အဲ့တော့အဲဒါလေးကတော့ကျွန်တော်နည်းနည်းညံ့နေတာလေးပဲဖြစ်ပါတယ်အဲကောင်းတာလေးရှိတော့ညံ့တာလေးလည်းရှိနေပါတယ်အဲ့တော့ကျွန်တော်တို့ကောင်းတာလေးလည်းပိုကောင်းသွားအောင်ညံ့တာလေးလည်းကျွန်တော်တို့ပပျောက်သွားအောင်ကြော်လွန်သွားအောင်ကောင်းမွန်သွားအောင်ကျွန်တော်တို့အထူးရည်ရည်လေးရှိပါတယ် အဲ့ဒါဘာဘာလေးလဲဆိုတော့ကျွန်တော်စတော့ပြောပြောလို့ပဲကိုယ့်ရဲ့တနင်္ဂနွေနေ့ညနေပိုင်းလောက်မှာကျွန်တော်လေ၅စာကျွေးမယ်ငှက်လွတ်မယ်ပေါ့နော်၅စာကျွေးမယ်ငှက်လွတ်မယ်တံမိုးဒီကာတာကိုလည်းကျွန်တော်တွေမိမိတက်တက်စိရုပ်ပြရမှာဖြစ်ပါတယ်ညအဲ့ရဝင်ခံဒီမှာရုပ်မှာဖြစ်ပါတယ်ညအဲ့ရဝင်ခံဒီမှာမိမိကိုယ့်ရဲ့တက်စိပုံနော်တံမိုးဒီကာတာအသက်20ဆိုခေါက်20ပေါ့အသက်30ဆိုခေါက်30အသက်40ဆိုခေါက်40အသက်80လောက်ဆိုတော့တော်တော်လောက်ရုပ်မယ်ပြန်နော် အဲ့ဒါလေးတော့နည်းနည်းတော့ကိုယ့်ကိုဖြည်းဖြည်းချင်းတော့ရွတ်ပေးဖို့ဗျာသမုန်ကာရာတော့တက်စီရွတ်ပေးဖို့လိုတယ်ကျမကြီးအရင်ညံ့နေလို့ပေါ့နော်ကဲပြီးလို့ရှင်တော့ကျွန်တော်တို့ဖျားဆင်းမှုတော်တွေဖျားပုံတော်လေးကျွန်တော်အိမ်လေးမှာရှိလိမ့်မယ်အဲဖျားဆင်းတော်ဖျားပုံတော်လေးတွေဟောင်းတာတို့ပြဲတာတို့ပဲ့တာတို့အဲ့ဒါမျိုးလေးမပူစော်ခေါင်းတော့ပါဘူးဒါကြောင့်မလို့ဖျားပုံတော်လေးတွေအရင်ဟောင်းနှမ်းပြီဆိုလို့ရှင်အော်ကျွန်တော်တို့ဒီပုံတော်အစ်စ်လေးလေးဝယ်ပြီးပူဆိုတာမျိုးအဆင်းနုတော်ဆိုတဲ့ဆင်းနုတော်ဟောင်းပဲနေတာမျိုးရှိရင်တော့အစ်စ်လေးပြိမ့်မယ်အမဟောင်းမပဲကိုကောင်းနေတဲ့ဆိုလို့ရှိရင်တော့ရွှေချတာမျိုးလေးလေး တန်ရှင်လုတ်ပေးတာမျိုးလေးလေအယောင်တင်တာမျိုးလေးလေအဲ့ဒါမျိုးလေးလုတ်ပေးပဲเนาะအဲ့ဒါမျိုးလေးလုတ်ပေးခြင်းအဖြစ်အဲကန်ရဲ့ထောက်ပံ့ကောင်းတယ်အများကြီးရပါလိမ့်မယ်ဗျဒါလေးယူဆိုင်ပါအဲ့တော့ကျွန်တော်ကန်ကောင်းတဲ့ lucky ကနန်းလေးရတော့6ကနန်းလေးတွေ3ကနန်းလေးတွေ5ကနန်း2ကနန်း8ကနန်းကကျွန်တော်တို့အတွက်ကန်ကောင်းနေမှာဖြစ်ပါတယ်အနီရောင်လေးအဝါရောင်လေးကိုညံ့ညံ့ဝတ်ပေးခြင်းအဖြစ်ကန်ထောက်ပံ့ကောင်းတွေရရှိမယ်အဲ့တော့တခုလဲကျွန်တော်တွေဘာပဲလွတ်လွတ်စနေစနေနဲ့တောက်ကြအောင်ရှောင်ပေး ဘာပဲလုပ်လို့စနေနေ့တောက်ကြော်ရှောင်ပေးမယ်เนาะအဲ့တော့ခိုးစားလေးတွေမျက်စာလေးတွေရတော့ကျွန်တော်တွေအာကိုယ့်ရဲ့မွေးနေ့တိုင်းမှာကြွေးပြဖို့လိုပါတယ်ခိုးစားငှက်စားကျွန်တော်တွေခွေးစားကြောင်စားလေးရတော့ကျွန်တော်တွေရဲ့နေ့တိုင်းမှာကျွန်တော်တွေတနင်္ဂနွေနေ့တိုင်းမှာကြွေးပေးဖို့လိုပါတယ်တပတ်တစ်ခါတော့အားလုံးကြွေးပေးမယ်ထင်ပါတယ်ဗျာနော်အဲ့ဒါလေးတော့ကျွန်တော်ကြုံလို့ကြွေးပေးမယ်အဲတမုန်နေကတော့ညတိုင်းတက်စီရွတ်မယ်အဲ့တော့ဖះမှာလည်းတက်တက်လို့ကျွန်တော်တွေတက်တက်လို့စားပေးမယ်နော် ခင်ဗျားကလည်းတက်တက်လို့ပူဇော်ပေးမယ်တက်တက်လို့ကပ်ပေးမယ်ပုံညာဥမာတက်တက်လို့ဘာပါလဲရှိတယ်အများကြီးပဲဘုံတော့အတတီလေးတွေတက်တက်တီလေးတွေဖခင်ကကပ်ပေးမယ်ကိုယ့်ရဲ့ဒီကိုယ့်ရဲ့နေရောင်ဘုံတော့တက်တီလေးဖခင်ကကပ်ပေးမယ်ဆွမ်းဆိုလည်းတက်တက်လို့ဆွမ်းမယ်ကပ်ပေးမယ်ပုံတော့တက်တက်လို့ဆွမ်းမယ်ကပ်ပေးမယ်အရေးကြီးတာကျွန်တော်ခုနပြောသလိုပဲအာဖခင်ပုံတော်လေးတွေစိတ်နှော်လေးတွေကိုဟောင်းနေအစ်စ်လဲမယ်အယောင်မိန်နဲ့အယောင်တင်မိမယ်အယောင်ယူတော့ဖွင့်မိမယ်နည်းနည်းလေးတောက်ပြုံတက်တက်လွန်တော့ပူဇော်ပေးမယ်ပုံများ ဒါလေးအဓိကအဓိက လုံးတင်တယ်နော်အဲ့တော့ကျွန်တော်ဘာကိစ္စပြပြစနေနေ့ကိုရှောင်းပါကဲဒီလောက်ဆိုကျွန်တော်မိတ်ဆွေတင်းငွေသားမိတဲ့အားလုံးပဲပြည့်စုံပြီးတော့ထင်ပါတယ်ကျွန်တော်မိတ်ဆွေတွေရောဘယ်မြို့နဲ့ဘယ်ညလဲကြည့်နေဆိုတာခုမှမှရေးပြပါအောင်ဗျကျွန်တော်နောက်နေ့မှာတော့တင်းငွေသားသမီးများတွေကံကြမ္မာအကျိုးကြောင့်ဆုကောင်းလေးလေးဆက်လက်ပြီးမြောက်ပေးမှာဖြစ်ပါတယ်မိတ်ဆွေတင်းငွေသားသမီးအားလုံးလည်းဆဲလာပိုင်းမှာငွေဝေကန့်ကောင်းအလုတ်ကောင်းအန်ဒီကေဘေးရှိတိုက်ခတ်နှောင့်ချက်တွေကင်းပြီးစီးဝါးတွေတက်ပြီးအလူတန်းတွေညာကြီးလုံနိုင်ကြပါစီဗျာ စင်မီလန်လိုင်းလိုင်းဆိုလို့ဒီအပိကြပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာ